အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် NDEBA ကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့ရခိုင်ပြည်နယ်ကလူငယ်တွေကိုပြပတ်ထွက်ခွင့်တမျှထားတယ်လို့အာရခတ်တတော် AA ကမေလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အာရခတ်တတော်ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် National Defense Emergency Provision NDEP ကို2025ခုနှစ် match လ16ရက်နေ့မှာစတင်ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်ကလူငယ်အချို့ဟာအဲ့ဒီအရေးပေါ်ပြဋ္ဌာန်းချက်ကို ဒေသနာမလဲပဲတိုင်းပြည်တော်ဝင်ထမ်းဆောင်မှုကိုရှောင်လဲဖို့ပုံစံမျိုးမျိုးနဲ့ချိုးပန်းနေရကိုတွေ့လာရတယ်လို့အေအေကပြောပါတယ်။အဲဒီလိုတိုင်းပြည်တော်ဝင်ထမ်းဆောင်မှုကိုရှောင်လဲပြီးထွက်ပြေးဖို့ချိုးပန်းနေတဲ့လူငယ်တွေကိုတားမြစ်ဖို့အချက်၄ချက်နဲ့လူငယ်တွေရခိုင်ပြည်နယ်ပြင်ပထွက်ခွာခွင့်ကိုတားမြစ်လိုက်တယ်လို့သိရပါတယ်။ အကျိုးအကြောင်းစီလျော်မှုရှိတဲ့အကြောင်းပြချက်တွေနဲ့ရခိုင်ပြည်နယ်ကနေနေရက်ဆွန့်ခွာပြီးတောလို့သူတွေဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB နဲ့စစ်မှုထမ်းဖို့အကျုံးဝင်ပြီးစစ်မှုမထမ်းလို့ပဲထွက်ပြေးသူတွေကိုတောလာကွန့်ပိတ်ခါစေရေးအခြေအနေတစ်ခု ရောက်တဲ့အထိတားမြစ်လိုက်တယ်လို့သိရပါတယ်။နောက်အရခပြည်သူ့ချမ်းမာရေးဌာနက ကုသမှုမပေးနိုင်မဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်ဆိုးရိမ်ရတဲ့လူနာတွေကလွယ်ပြီးနေရက်ဆုံးခေါ်လူတွေဟာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB ကအမျိုးသားဆိုရင်အသက်16နှစ်မှ45နှစ်ထိအမျိုးသမီးဆိုရင်အသက်16နှစ်မှ25နှစ်အသက်ရွယ်အတွင်းရှိတဲ့သူတွေကိုပြည်내ပြင်ပသွားလာခွင့်မပြုဘဲ ရရှိတိုက်ဝဲတွေကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပေးတဲ့အထိတားမြစ်တယ်လို့យေတာထားပါတယ်။အဲဒီလိုရခိုင်ပြည်နယ်အတွင်းကနေရက်ဆွန့်ခွာသူတွေကိုကုန်းလန့်ရေလန့်တွေကတဆင့်အခောက်ချင်းငွေယူပြီးတည်ယူပို့ဆောင်ပေးနေတဲ့သူတွေကိုလည်းတားမြစ်လိုက်ပြီးလိုက်နာမှုမရှိရင်ဒီဇဲဥပဒေနဲ့အရေးယူမယ်လို့ထပ်မံပြောထားပါတယ်။ ကပင်ရခိုင်ပြည်နယ်အတွင်းစားသောက်ကုန်စည်တွေရောင်းဝယ်နေကြတဲ့ကုန်တွေတွေနားကုန်တွေတွေအနေနဲ့လဲသွားလာခြင်းမှာလူပေါ်ခေါ်ဆောင်ခြင်းအခချင်းငွေယူပြီးလူကယ်ရီပို့ဆောင်ပေးခြင်းမလုပ်ရလို့တားမြစ်လိုက်ကြောင်းထုတ်ပြန်ကြမှာပြောဆိုထားပါတယ်စက်ကောင်စီဟာသူတို့ထိ ंछ ုပ်ထားတဲ့မြို့နယ်တွေမှာရခိုင်မှတ်ပုံတင်ကန်ဆောင်နေသူတွေကိုရွေကြက်ရှိရှိဖမ်းဆီးဝင်ညစ်တာပြန်ပေးဆွဲတာရှိနေတယ်လို့ပုံမှန်အမျိုးမျိုးနဲ့မတရားသဖြင့်ထောင်ချတာ လူသက်အလောင်းဖြောင်းမှုအန္တရာယ်တွေကကင်းလွတ်စေဖို့အတွက်အခုလိုတားမြစ်လိုက်တာလို့အေအေကပြောပါရယ်။ရခိုင်ဒေသတွင်မြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီကထောင်ထားခဲ့တဲ့ဆွလွန်မိုင်းတွေမင်းနစ်မိစေဖို့အတွက်လည်းကောင်းစစ်ကောင်စီထိန်းချုပ်တဲ့မြို့ကိုရောက်ရှိပါကစစ်မှုထမ်းဖို့စုဆောင်းမခံရဖို့အတွက်လည်းကောင်းလူမောင်ကိုဂိုင်းတွေရဲ့အချပြန်ဂိုင်းတွေလက်ထဲကိုမရောက်ရှိစေဖို့လည်းကောင်းရခိုင်ရိုးမနယ်စပ်တစ်လျှောက်တိုက်ပွဲတွေဆက်လက်ရှိနေစေဖြစ်တာကြောင့်တိုက်ပွဲတွေအတွင်းချမ်းမြေမတော်စေဖို့အဆရှိတဲ့ လူမိုင်းအန်နီတွေကကင်းလွတ်စေဖို့ရည်ရွယ်တယ်လို့အာခခတ်တက်တော်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီကလည်းနိုင်ငံတော်ဝန်မှာစစ်မှုမထမ်းမနေရဥပဒေကိုကျင့်သုံးပြီးလူငယ်လူရွယ်တွေကိုတပ်သားတစ်ဖြစ်စုဆောင်းနေပါတယ်။